အဲ့လိုမျိုးတိုက်ခိုက်ခံရပြီဆိုတာတိတိကျင်းပါပဲဒါခုနရဲဘော်ဒါနတ်ဆိုင်ခေါ်ဒါရဲဘော်မွန်းညိုကလုံးဝတကားကိုတွန်းဖွင့်ပြီးတော့ဗောနော်လုံးဝတကားကိုစောင့်ကန်ဖွင့်ပြီးတော့အဲ့လိုမျိုးခုံချတကယ့်အရှင်ကားတဲ့အတိုင်းတော့တကယ့်ကျောင်းဒါဇကားရီထဲမှာကြည်ဘူးလိမ့်မယ်ဗျာတိလာအဲ့လိုမျိုးလာကယ်မယ်ဆိုတော့ကိုအချိတ်ဆက်တွေလည်းရထားတယ်တိထားတယ်အဲ့လိုတိထားတဲ့အချိန်မှာဒါကြိုတင်ပြီးတော့စီစဉ်ထားတဲ့ပုံစံမျိုးနဲ့ဗောနော်ဒီလက်ထိတ်ကိုရအောင်ဖြုတ်တဲ့ဟာမျိုးကြီး မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ21ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာတကယ်လုံးဝအရန်အားရတဲ့ဖြစ်စဉ်တစ်ခုပါတယ်ပေါ့နော်အဲအကြောင်းအရာတစ်ခုကြောပြောပြမယ်အဲပြီးရင်ဒါကြောင့်ဒါအဲလေးစားရတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေရဲ့ဒါအဲကိုချင်းတရားတွေအဲပြီးတော့ကြတော့ဒါရဲဘော်တွေကပြည်သူပေါ်မှာထားတဲ့အဲစိတ်တက်တွေပေါ့နော်အဲအဲ့ဒါတွေနဲ့ပတ်သက်လို့လည်းဒါဗီဒီယိုမှတ်တမ်းလေးတွေတွေ့ရတဲ့အကြောင်းအဲဥစ္စာလေးလည်းကြောပြောပြမယ်ပထမဆုံးပြောချင်တဲ့ဟာကဒီ232မှာ5နှစ် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ဒါကျောင်းရဲ့ရဲဘော်တယောက်ပေါ့နော်အဲရဲဘော်တယောက်ကိုဒါ6ဒါမြို့နယ်အာပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြန်ပြီးတော့ကယ်ထုတ်နိုင်ခဲ့တဲ့ဖြစ်စဉ်တကယ်အကြမ်းစားကြီးတကယ်မိုက်တယ်တကယ်အားရစရာကောင်းတယ်ပေါ့နော်အဖြစ်စဉ်ကအဲဒါနေ့မှလည်းတော်များတော့တက်နေပြီပေါ့နော်အဲ့တော့ဒါကျွန်တော်ကိုပါကွန်းနဲ့ဒါအဆက်အသွယ်ရတဲ့ချိန်မှာသူပြောပြတဲ့အကြောင်းကိုနားထောင်ပြီးတော့ဟာကျွန်တော်ကလုံးဝအာတကယ်အားရစရာကောင်းလိုက်တာပေါ့နော်အဲပြီးရင်ဒါ အမလို့အမြဖြစ်တဲ့ဟာလေးလည်းပါတယ်ပေါ့နော်အဲ့ဒါကအခြေအနေမပေးလို့မဖြစ်ခဲ့တဲ့အရာတွေပေါ့နော်အဲအဲ့ကြောင့်အဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ဒါသူပြောထားတဲ့အတန်းဖိုင်တွေရောကျွန်တော်ဖွင့်ပြပေးမယ်ပေါ့နော်အဲအဓိကကဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့သူတွေအကုန်လုံးကိုလည်းတကယ်လေးစားဂုဏ်ယူလို့ဒါလေးထည့်ပြီးပြောတာပေါ့နော်အဲ့တော့230မှ9နှစ်ချမှတ်ခံထားရတာအဲအဓိကတော့ဒီမြို့တော်ဝန်တို့ဘာတို့ကစပေါ့နော်ဒါပြင်းခဲ့တဲ့ဒီရဲဘော်နှက်ဆိုင်ခေါ်မိုးညိုပေါ့နော် ဒီရဲဘော်ကဒါဖမ်းခံရတယ်။နောက်22ခုနှစ်မှာသူလုပ်ခဲ့တဲ့ဒါဆွမ်းဆောင်ရည်တွေရှိတယ်ဗောနော်။အဲ့ဒါနဲ့ပတ်သက်လို့လည်းဒါပြောပြထားတာရှိတယ်။အဲ့တော့ဒီ6မြို့နယ်ဒါအမှတ်3ဒါပြည်တော်စုလမ်းပိုင်းမှာဗောနော်။ကာနစီအဲကာနစီအဲ့ဒါကဒီရဲဘော်ခုနမွန်းညုံနယ်။နောက်ထပ်အချင်းသူအချင်းသား9ဦးသူအပါဝင်ဆို9ဦးဗောနော်။အဲဥစ္စာကိုသူကရဲစခန်းကနေပြီးထောင်ပို့လား။ အဲ့ချိန်မှာတပ်ဖွဲ့တွေကဝင်ရောက်ပြီးတော့ဒါကြားပြတ်တိုက်ခိုက်ပြီးတော့ကယ်ထုတ်နိုင်ခဲ့တာပေါ့နော်အဲ့ဖြစ်စဉ်ညာတကယ်ကောင်းတယ်တကယ်မိုက်တယ်ဘယ်လောက်ထိသူတို့လှုပ်ဆောင်ခဲ့ရတယ်လဲဆိုတော့လုံးဝပေါ့နော်ရက်ပိုင်းလောက်ထိကိုစောင့်ပြီးတော့ဒီဖြစ်စဉ်ကိုဒါအကောင့်ထဲပို့နိုင်ဖို့အတွက်သူတို့လုပ်ခဲ့တာအဲ့လိုမျိုးဒီသွားမယ်ဆိုပြီးတော့တရင်ရတဲ့အချိန်မှာဒါစောင့်ကြိုပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အချိန်မှာကားကနှစ်စီးနှစ်စီးရှိကအန်စာလုံးကအဲ့အဲ့ဒါကကြတော့ခုနလိုဒါအချင်းသူချင်းသားတွေကိုခေါ်လာတဲ့ကားအဲ့အဲ့ကားပေါ့နော်မတရားချင်းချခံရတဲ့သူလို့ပြောရမှာပေါ့နော်အဲ့အဲ့လိုမျိုးဒါ ဒါခေါ်လာတဲ့9ယောက်ကိုခေါ်လာတဲ့ကားအဲ့မှာလည်းသူကအဆောင်ရှောက်တွေလည်းပါတယ်ဗောနော်ဒီစစ်ကောင်စီဘက်ကရဲတွေကအဆောင်ရှောက်တွေလည်းပါတယ်အနောက်မှာဒါ Mac 2ကားတစ်စီးပါတယ်အဲ့ကားတကြတော့ဒါလုံချွေးအနေနဲ့လိုက်တာဗောနော်အဲ့တော့ဖြစ်စဉ်စပြီးတော့လောက်ပါပြီဆိုတဲ့အချိန်မှာ mind swap တိုက်ခိုက်တာ mind swap တိုက်ခိုက်တာကဒီခုနရှေ့ကဒီ အန်သာရုံးကားကိုတိုက်ခိုက်တာမဟုတ်ဘဲနဲ့အနောက်ကကပ်ပါလာတဲ့ဒီမက်ကတူးကားကိုတိုက်ခိုက်တာပေါ့နော်အဲ့လိုတိုက်ခိုက်တော့အိုက်ကားကိုလည်းထိတယ်ပြီးရင်ရှေ့ကအန်သာရုံးကားရက်သွားအောင်အတွက်လည်းဒါတပ်ဖွဲ့တွေကလက်နက်ငယ်နဲ့ပစ်ခတ်တာတွေလုပ်တယ်ပေါ့နော်အဲ့လိုမျိုးတိုက်ခိုက်ခံရပြီဆိုတာတိတိချင်းမှာပဲဒါခုနရဲဘော်ဒါနတ်ဆိုင်ခေါ်ဒါရဲဘော်မွညူကလုံးဝတကားကိုတွန်းဖွင့်ပြီးတော့ပေါ့နော်လုံးဝတကားကိုစောင့်ကန်ဖွင့်ပြီးတော့အဲ့လိုမျိုးခုံချအဲ့လိုမျိုးခုံချတာအမှန်တကယ်တော်တော်လေးဖြစ်စဉ်ကမိုက်တယ်ဗျာသူကဒီသူကယောက်ျားလေးအဲ့ထဲမှာ၅ယောက်ထဲမှာဆိုယောက်ျားလေးက၂ယောက်ပါတယ်သူပါဝင်နောက်ထပ်တစ်ယောက် ပြင် main လေးက3ယောက်ပါတယ်အလုံးပေါင်း5ယောက်အဲ့5ယောက်ကိုလိုက်ပို့တာအဲ့မှာယောက်ျားလေးနောက်တစ်ယောက်နဲ့သူနဲ့ကိုလက်ထိပ်တွဲချီထားတာအဲ့ဥစ္စာကိုသူကတလန်းလုံးမှာရောက်အောင်ဖြုတ်တာတကယ်အရှင်ကားတဲ့အတိုင်းတော့တကယ်ကျောင်းဒါဇကားရီတဲမှာကြည်ဘူးလိမ့်မယ်ဗျာသီလားအဲ့လိုမျိုးလာကယ်မယ်ဆိုတော့ကိုအချိန်ဆက်တွေလည်းရထားတယ်တိထားတယ်အဲ့လိုတိထားတဲ့အချိန်မှာဒါကြိုတင်ပြီးတော့စီစဉ်ထားတဲ့ပုံစံမျိုးနဲ့ပါနော်ဒီလက်ထိပ်ကိုရောက်အောင်ဖြုတ်တဲ့ဟာမျိုးလုံးဝဗျာမျက်လုံးကြီးတဲမှာတကယ်စိတ်ကူးရင်ဇလန်းကြီးလို့တော့ပြောရမလို့ပဲတကယ်တကယ် ဘိုဘက်ကောင်တွေကလည်းတေချာပေါ့ဟိုဟာဖြစ်မှာပေါ့နော်ဒါပေမဲ့တကယ်ကိုမြေပြင်မှာလက်တွေအကောင့်ထဲဖွင့်နိုင်ခဲ့တာဖြစ်တဲ့အတွက်ဒါကအားရစရာကောင်းတယ်အဲ့မှာဒီလက်ထိတ်ကိုသူရအောင်ဖြုတ်ပြီးပေါ့နော်နောက်ဆုံးအဲ့လိုမျိုးဝုံးကနေဒါမိုင်းဆွဲအနောက်ကကောင်မိုင်းဆွဲလိုက်ပြီဆိုတဲ့အချိန်မှာသူထပြီးခုန်ထွက်ပြီးတော့ဒါသူတို့ဒီလိုက်လာတဲ့ကောင်တွေသတိလစ်တဲ့အချိန်မှာပေါ့နော်အဲ့ဒီလက်လွတ်ဖြစ်တဲ့အချိန်မှာခုံချနိုင်ခဲ့တာဖြစ်တယ်အဲ့လိုခုံချတဲ့အချိန်မှာတဲ့သူ့ကိုဒါပြန်ပြီးတော့ဒါဆွဲတင်ဖို့လောက်တာရှိတယ်ဗောနော်အဲ့အချိန်မှာတပ်ဖွဲ့တွေကဖိပြီးတော့ပြစ်လို့အဲလုံးဝသူလွတ်မြောက်သွားတာဗောနော် ပြောချင်တာဗျဟိုတကယ်ကိုဒါသူတို့တွေထိတိမိမိလှုပ်ဆောင်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်အဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့လည်းဒါကိုဘကွန်ကဒါတာဝန်ခံကိုဘကွန်ကအခုလိုမျိုးဖြေကြားထားတယ်ပေါ့နော်ကျွန်တော်တို့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပေါ့လေကျွန်တော်တို့ဒီရဲဘော်ဒီနှစ်ဆိုင်ခမုံညိုကဒါကျွန်တော်တို့ ਨੇ ဟိုရင်2022ခုနှစ်ကလေးကမြို့ပြပျောက်ချမှာလက်တွဲလာခဲ့တဲ့ခေါင်းဆောင်တူပါ အဲသူသူကဆိုလို့ရှိရင်ဘလောက်ကြည့်ဒီသူ့ရဲ့ဆွမ်းဆောင်ရည်ကဘူဗီတာနဲ့ပူးပေါင်းပြီးတော့ဒီဥဆောင်ပြီးလုံနိုင်တယ်လဲဆိုလို့ရှိရင်စာယာဖာတို့ကျွန်တော်တို့ပြီးလို့ရှိရင်ဟိုစစ်တပ်ရဲ့တောက်တိုင်ပေါ့ဒလန်အကြီးစားတို့ပြီးလို့ရှိရင်မြို့တော်ဝင်အဆင့်ထိကျွန်တော်တို့ဟိုရှင်းလင်းနိုင်ခဲ့တဲ့ရှိပါတယ်မြို့တော်ဝင်ကတော့ကျွန်တော်တို့သေဆုံးတဲ့တဲ့ရင်ကြပြီးတော့အဲသူကတော့ခုချိန်မှာဒီကိုမာ ဖြစ်နေသူရှိနေပါတယ်ပေါ့နော်အဲ့လိုထိလုံနိုင်ခဲ့တယ်သူကတော့ကျွန်တော်တို့မြို့ပြပြောက်ကြမှာအင်မတန်အားကိုးရတဲ့ရဲဘော်နေဆိုင်ကမုံညိုပါအဲ့တော့သူမထဲမှဖက်နဲ့ပြောက်မြို့ပြဆင်စင်တခုလုတ်ဖို့ရာသူဆောင်ရွက်ဖို့တခါစီစီရင်းနေပဲသူ့ကို6မြို့တွင်းကျွန်တော်တို့ဒီဈေးမြောက်ဖက်မှာဖန်ခန့်လိုက်ရတယ်ပေါ့အဲ့ဒီဖန်ခန့်လိုက်ရတဲ့အခါမှာအဲသူဒစင်စင်နဲ့သူဟာဖြစ်သွားတာ ထောင်က နောက်ဆုံး16ရက်နေ့ထိမှာအသူ235နှစ်ထိသူနောက်ဆုံးချမှတ်ခံရတယ်ပေါ့အဲ့ချိန်မှာကျွန်တော်တို့ချိတ်ဆက်မှုတွေကျွန်တော်တို့အတွင်းသတင်းပေးတွေကျွန်တော်တို့ရယူပြီးတော့ကျွန်တော်တို့စီစဉ်ဆောင်ရွက်ခဲ့ရပါတယ်အဲ့ဒါကိုလည်းကျွန်တော်တို့တော်တော် အချိန်ယူခဲ့ရပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့6နဲ့မကွေးသွားတဲ့နောက်မှာကျွန်တော်တို့ပြင်ဆင်တာရှိတာတွေကိုကျွန်တော်တို့ပြင်ဆင်ပြီးတော့6နဲ့မကွေးသွားတဲ့နောက်ဘတနေရာမှာကျွန်တော်ပြင်ဆင်ပြီးတော့သူတို့ ထွက်လာပြီဆိုတာနဲ့ကျွန်တော်တို့အတွင်းသတင်းပေးနေအတိအကျကျွန်တော်ရရှိထားပါတယ်အဲ့ချိန်မှာကျွန်တော်တို့ဒီစစ်စင်တခုကျွန်တော်ဖော်ဆောင်မှုအပြီးကျွန်တော်ကြိုတင်ဆောင်ဆိုင်ပြီးတော့ကျွန်တော်တို့တခါမှာအဲသူတို့နိုင်ငံရေးအကျဉ်းသူ၃အောင်နဲ့ဒီရဲဘော်မုံညိုပါနိုင်ငံရေးအကျဉ်းသား၂ယောက်ပေါ့အစုစုပေါင်း၅ယောက်တင်ဆောင်လာတဲ့ကားကိုကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်ပြီးတော့ကျွန်တော်ပြစ်ခတ်နိုင်ခဲ့တယ်အဲ့ဒီအချိန်ကမှမိုင်းဆွဲလိုက်တာနဲ့ကားကိုထိသွားတဲ့ခါမှာဒီရဲဘော်မုံညိုကကျွန်တော်တို့တခါတဲ့ကားကို ဟိုတွန့်ဖွင့်နေပြီးတော့ဒီသူတခါတဲ့ခုံချပြီးတော့သူဟိုထွက်လာနိုင်တယ်ပေါ့အဲ့လိုကြတဲ့ခါမှာတော့ဒီတမန်တွေနဲ့သူရိုက်မိတာခေါင်းတွေကွဲတာပောက်တာသူလက်တွေတထောင်တွေခြေထောက်တွေထိခိုက်တိုင်းရတော့သူနည်းနည်းတော်တော်များများဟိုရရှိခဲ့ပါတယ်အသက်အန္တရာယ်ဆိုရင်တည်းအနေထားတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်ကြံတဲ့သူတွေကိုလည်းကျွန်တော်တို့ကယ်ထုတ်ဖို့စီစဉ်ရှိပါသို့ဖြစ်သည့်ဒါကလည်းသူတို့ဒီဟာကိုကျွန်တော်တို့ပြစ်ခတ်ပြီးခွဲနေချိန်မှာသူတို့ခုံချမှဖြစ်မယ်ဆိုတဲ့အနေထားမှာသူတို့ ခုံမချတော့ကျွန်တော်တို့ကြံတဲ့နိုင်ငံရေးအကျဉ်းသူတော်နဲ့နိုင်ငံရေးကျန်းသားတယောက်ကိုကျွန်တော်တို့ကယ်ထုတ်နိုင်ငံချင်းမရှိဘော့အဲ့တော့ဒီကြားတဲ့အတိုင်းပဲဖြစ်စဉ်ကအဲ့လိုမျိုးကြီးအဲတို့ဒီအချိန်မှာပါသွားတဲ့အခုဆိုရင်ဒါ၄ယောက်ကပြန်ပါသွားတယ်ဗောနော်အဲ့၄ယောက်ကလည်းတကယ်လို့ဒါရဲဘော်နက်ဆိုင်လိုမျိုးခုံချရဲမယ်ဆိုရင်တို့ဘာလွတ်မြောက်အောင်ပါဗောနော်ကျွန်တော်တို့အားမလို့အားမရလေးဖြစ်တယ်ဆိုတော့အဲ့ဒါကိုပြောတာပါအဓိကတော့အဲတို့တွေကြတော့လေမသိတာလည်းပါမယ်အဲနောက်တစ်ခုကအဲ့လိုမရဲတာလည်းပါမယ်ပြီးတော့ ညာတရင်ပေးရတယ်ဆိုတဲ့ဟာကလည်းဗျာဒီလိုဒီလိုကြီးလုံမယ်ဆိုပြီးတော့အတိအကျကြီးလည်းမဖြစ်နိုင်တာလည်းပါမယ်ပေါ့နော်ဒါကြောင့်မလို့ဒါအမျိုးအကြောင်းမျိုးကြောင့်မလို့တို့ကတော့ပြန်ပါသွားတယ်ရဲဘော်နေရှန်ကတော့လွတ်မြောက်ခဲ့တယ်ပေါ့နော်ဟာတကယ်စိတ်ကူးရင်ဆန်တဲ့ဇလန်ကြီးလိုပဲပြောရမှာပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးလှုပ်ဆောင်နိုင်ဖို့အတွက်ကလွယ်လွယ်ကူကူနဲ့တော့ရခဲ့တာမဟုတ်ဘူးတကယ်ကိုခက်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 တို့တွေကြိုတင်ပြီးတော့စီစဉ်နာတွေအစည်းအဝေးတွေဘာတွေအဆလှုပ်တဲ့ timing နဲ့စစ်စင် plan တွေဆွဲတဲ့ပြီးမှအကောင့်ထဲပို့ဖို့အတွက်လုပ်ခဲ့တာဆိုတော့တကယ်အထမြောက်ခဲ့တဲ့အောင်မြင်ခဲ့တဲ့စစ်စင်ရေးတစ်ခုလို့ပြောရအောင် ကိုရတက်ဖွဲ့ကိုကိုတက်ဖွဲ့ဝင်တယောက်ကိုအဲ့လိုမျိုးပြန်ပြီးတော့ကဲတင်နိုင်ခဲ့တယ်ဆိုတဲ့ဖြစ်စဉ်ကြီးလွယ်လွယ်ကူကူနဲ့တော့ဖြစ်လာတာမဟုတ်ဘူးပေါ့နော်အဲအကြောင်းမလို့ဘယ်လောက်ထိခက်ခဲသလဲအဲဘယ်လောက်ထိပြင်ဆင်ခဲ့ရသလဲဆိုတဲ့ဟာကိုလည်းဒါကိုကကိုကပြောပြထားတယ်ပေါ့နော်အချိန်ပေါ့လေဘလောက်ခဲခဲ့လဲဆိုတော့ကျွန်တော်တို့ဒီသတင်းတွေရောက်တော့ကျွန်တော်လာချီကြတယ်ပြီးလို့ရှိရင် ကျွန်တော်တို့စောင့်ဆိုင်းရတယ်ပေါ့ကျွန်တော်တို့ပြီးရင်မစ်ရှင်ပလန်အတွက်ကျွန်တော်တို့အစိုးရထိုင်ပြီးစီစဉ်ရတယ်အဲ့ဒီခါမှာကျွန်တော်တို့တခါတဲ့ဂျိုတင်းပြီးတော့ကျွန်တော်တို့ ဆောင်ဆိုင်ပြီးတော့ကျွန်တော်နေရတယ်အဲကျွန်တော်ညကလေးကကျွန်တော်တို့ကင်းမုံတွေဝတ်ရတယ်ကျွန်တော်တို့ဆောင်ဆိုင်ရတယ်အဲပြီးတဲ့အခါမှာကျွန်တော်တို့အချိန်တိကျနဲ့ကျွန်တော်ထွက်လာတဲ့ကားမှာကျွန်တော်တို့သတင်းချက်လေးရိုက်ရတယ်ဒီလိုမှသာကျွန်တော်ဖြစ်မှာလေနှုတ်မဆိုကျွန်တော် ကားမဆွဲလိုက်လို့မလိုလားတဲ့မထိခိုက်တဲ့လူတွေထိခိုက်မသွားလေအောင်ကျွန်တော်တို့အဲ့ဒါကိုလည်းကျွန်တော်တို့အဓိကထားရတယ်အဲ့တော့ ေးသေးချာချာအတွင်းသတင်းပေးရရရှိမှုနဲ့ကျွန်တော်တို့ဒါကျွန်တော်တို့နိုင်ငံရေးကျွန်တော်မြို့ပြပျောက်ကြအကျဉ်းသားတရားကိုကျွန်တော်တို့အဲကျွန်တော်တို့မိုင်းခွဲပြစ်ခတ်တက်ခတ်ပြီးတော့ကျွန်တော်တို့ကဲထုတ်နိုင်ငံချင်းဖြစ်ပါတယ်လို့အဲ့တော့ကြားရတဲ့အချိန်မှာတို့တွေအများကြီးပြင်ဆင်ခဲ့ကြရတယ်အများကြီးလှုပ်ဆောင်ခဲ့ကြရတယ်တိုင်ပင်ခဲ့ကြရတယ်နောက်ဆုံးကောင်းထဲပေါ်နိုင်ခဲ့တယ်အောင်မြင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာအရေးကြီးတာကျွန်တော်တစ်ချက်သတိထားမိတာအဲ့ဒါပါလဲဆိုတော့ဒီလာပေါင်းများစွာပေါ့နော်ဒီရဲဘော်အခုလိုမျိုးဖြစ်နေပြီဆိုတဲ့အချိန်မှာလာပေါင်းများစွာတို့တွေအဆက်အသွယ်မပြတ်အောင်ဘယ်လိုလုပ်ခဲ့ကြလဲ ဖျက်သည်ပဲအဓိကတော့ဒါအတွင်းကိုသတင်းရအောင်ယူနိုင်တဲ့အရေးချင်းကကျွန်တော်တို့တွန်လိုင်းတက်ဖွဲ့တွေစီမှာအပြည့်ရှိအဲ့ဒီခါကြီးကလည်းတကယ့်ကိုဒါဒီလိုမျိုးဒီစစ်စင်ရေးကိုအကောင့်ခရေပေါ်နိုင်မဲ့တကယ့်အဓိကအချက်အကြောင်းရင်းဖြစ်သွားစေတယ်ဗောနော်ဒီလိုမျိုးတွေကသတင်းမရနေဘူးဆိုရင်ဒီထောင်ပြောင်းတဲ့ဟာမျိုးတွေပါလေသိရမှာမဟုတ်ဘူးဘယ်နေ့မှပြောင်းမယ်ဆိုတာလည်းသိရမှာမဟုတ်ဘူးဘာကားတွေနဲ့လာမယ်ဆိုတာလည်းသိရမှာမဟုတ်ဘူး အဲ့လိုမျိုးတွေတိတိကျကျသိရဖို့အတွက်ကိုအခုလိုမျိုးငါသတင်းပေးကိုတေချာမွေးမြူနိုင်ပြီးတော့ဆက်သွယ်နိုင်ခဲ့တဲ့အဖွဲ့တွေကိုလည်းတကယ်လေးစားရတယ်ပေါ့နော်နောက်တစ်ခုကအဲ့လိုမျိုးဆက်သွယ်ပြီးတော့သတင်းတွေရယူနိုင်တဲ့ကြိုတင်ပြီးတော့စူးစောင်းနိုင်တဲ့ဆိုရင်တော့မှပဲမြေပြင်မှာအချိန်ကြိုက်လုံးဆောင်နိုင်ဖို့ကအရင်ရေးကြီးတာတော့တော့မဖြစ်နိုင်တဲ့အရာကြီးအဲ့ဒါကြီးอ่ะတကယ်အဲ့ကြောင့်အခုလိုမျိုးသတင်းရတဲ့ပုံမှာမြေပြင်မှာအကောင့်တွေပို့ဖို့အတွက်သူတို့တွေတေချာစနစ်ကျလုံးဆောင်ပြီးတော့နောက်ဆုံးအောင်မြင်ခဲ့တာဖြစ်တဲ့အတွက်တကယ်အားရစရာကောင်းတဲ့ဒါ စစ်စင်ရေးတစ်ခုဖြစ်ခဲ့တယ်ဗောနော်အဓိကတော့ဒီဖျဲသီးဆိုတဲ့ဟာတွေကလည်းကျွန်တော်တို့တပ်ဖွဲ့တွေတွေ့ကြရင်လုံးဝအခြေကြီးတယ်ဗျာအဲအားကြောင့်မလို့ဒီဖျဲသီးနဲ့ပတ်သက်လို့သတင်းတွေရယူတဲ့ပိုင်းမှာဖျဲသီးလုံခြုံအောင်အစပါเนาะတပ်ဖွဲ့တွေကလှုပ်ဆောင်ကြရတာဖြစ်တယ်အခုလိုမျိုးလှုပ်ဆောင်တဲ့အခါမှာလည်းဘလို့ပဲဖြစ်ဖြစ်ပေါ့เนาะအဲစစ်ကောင်စီဘက်ကလည်းတေချာပေါက်ဒါနဲ့ပတ်သက်လို့ဂျင်းနဲ့မှာမဟုတ်ဘူးအဲမဂျင်းတဲ့ပြင်အခုဆိုရင်ဒါချုပ်ချရရစဖြစ်လာနေပြီဆိုပြီးတော့လည်းသိရတယ်ပေါ့เนาะအဲတော့ဒီရဲဘော်လွတ်မြောက်လာတဲ့ရဲဘော်အနေနဲ့ဘယ်တော့တောင်ပျော်လိုက်မလဲပေါ့เนาะ ပြောလိုက်မလဲအဲ့ကျွန်တော်မေးကြည့်တယ်အာကိုအွန်သူတော်ပြောင်းမှာပဲကျွန်တော်တို့ကဝမ်းသာရတယ်ဗျာဟာသူတားပြောင်းနေတာတဲ့အရန်ကိုပြောင်းနေတာပေါ့နော်အဲ့ပြီးတော့ကျွန်တော်တို့ဒါနောက်ထပ်အားရစရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့တက်ဖွဲ့တွေဘက်ကနေပြီးတော့ပဲဒီရေဘော်ဒါခုနနက်ရှိုင်းပေါ့နော်ဒါမုံညုံနဲ့ရေဘော်မုံညုံနဲ့ကျွန်တော်အင်တာဗျူးခွင့်ရအခုလောလောဆယ်မှာသူအင်တာဗျူးခွင့်မရသေးဘူးဘာကြောင့်လဲဆိုတော့ဒီကားဘွားကနေပြီးတော့ခုံချလိုက်တဲ့ဒဏ်တွေပေါ့နော်အပေါက်ပြဲတာတွေကွဲတာတွေပြဲတာတွေပုံးပယ်တာတွေ လုံးဝခြေတော့မထောက်နိုင်အောင်ဖြစ်သွားတယ်ဒါတွေအစဖြစ်တယ်ဗောနော်ဘာလို့လဲဆိုတော့အချိန်နဲ့သွားနေတာ哦အဲ့လိုမျိုးကားဘူးကနေခုံချောက်တကယ်စွန့်စွန့်စားစားကြီးဗျာအဲ့လိုမျိုးကြီးခုံချဖြစ်တာဗောနော်နောက်ဆုံးဒါ तू ဆုံးဖြတ်ထားတာဗျာဆုံးဖြတ်ထားတာဘာကြောင့်လဲဆိုတော့လုံးဝငါဒီကောင်နေလက်ထဲမှာတော့အသေးမခံနိုင်ဘူးဘဝအဆုံးမခံနိုင်ဘူးနှစ်ပေါင်း235နှစ်ထောင်တန်ချမှတ်ခံရတာနောက်ဘဝအထီတောင်မှချမယ်ဆိုတဲ့ပုံစံမျိုးလောက်တာလားအကြအဲ့လိုမျိုးပုံစံမျိုးနဲ့တော့ဘွာအဆုံးခံမှုရတဲ့အခွင့်အရေးကိုအမိရဆုပ်ခံပြီးအသက်တေတေကွာဆိုတဲ့ပုံစံကြီးဆုံးဖြတ်ပြီးချတာ အဲကြောင့်မလို့ဒါဒီလွတ်မြောက်သွားတဲ့ဆွဲချိန်မှာဒီဟဲပေါ်အရန်ပျော်နေတာပေါ့နော်အခုအဲ့သူကအဲ့ကားပေါ်ခုံချတဲ့တန်ရန်တန်ချက်တွေကြောင့်မလို့ဒါသူအနာယူရတဲ့ဟာတွေရှိမယ်ကူတာရတဲ့ဟာတွေရှိမယ်သူကိုလုံယုံတဲ့နေရာပို့ထားတယ်ပေါ့နော်အဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့အင်တာဗျူးပါသူကပေးအောင်မှာဆွဲအတွက်တကယ်အတိုင်းမသိဘူးအဲ့ခါကြရင်တော့သူ့ကိုဘလောက်ထိနှိပ်စက်ခဲ့သလဲအထဲတဲကဖြစ်စင်နေပေါ့နော်အဲကျွန်တော်တို့စူးစမ်းဖို့အတွက်အဓိကအကြောင်းပြချက်တွေဘာတွေရှိသလဲဆိုတဲ့ဟာတွေထပ်ပြီးတော့သိရလိမ့်မယ် ဘာလို့လဲဆိုတော့အတွင်းထဲမှာဒီလိုမျိုးဒါနှိမ့်ဆက်ခံရတဲ့ဟာတွေအတွင်းထဲမှာမတရားသဖြင့်ဖန်ဆီးကျင်းချခံရတဲ့ဟာတွေဒိုင်းနဲ့ပတ်သက်လို့သူအများကြီးပြောပြလိမ့်မယ်ပေါ့နော်။သူကိုယ်တိုင်လည်းကြုံခဲ့ရတာဖြစ်တယ်။နောက်တစ်ခု तू အခုလိုမျိုးအခြေအနေထိဘလောက်ထိတောင်မှ तू ဆုံးဖြတ်ထားလို့ယက်တီနေနိုင်တယ်လဲရှင်တန်နေနိုင်တယ်လဲဆိုတော့ဒါစိတ်ခွန်အားတွေကိုလည်းကျွန်တော်တို့နားဆင်ရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့အာသူတို့ဘက်ကလိုလိုလားလားနဲ့အခုလိုမျိုးလေးဒါအင်တာဗျူးခွင့်ပေးမယ်ဆိုတော့ကျွန်တော်ကလည်းတကယ်အတိုင်းမသိဝမ်းသာတယ်ဒါကျွန်တော်ရဲဘော်တွေဒါကျွန်တော်တက်ဖို့ဝင်နေ ်လုံးတော်လံပြည်သူတွေအတွက်ဝမ်းသာစရာသတင်းကောင်းပြီးတော့ကြတော့ဒါဂုံပြူရမယ့်အရာဖြစ်တယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အခုဆိုရင်တော့လုံခြုံတဲ့နေရာရောက်ပြီးအသက်အန္တရာယ်ဆိုရင်စရာမရှိဘူးနေဆုံးလွတ်မြောက်သွားပြီဗျာလွတ်မြောက်သွားပြီတကယ်လွတ်မြောက်ခြင်းအစစ်အမှန်ကိုသူခံစားခွင့်ရသွားပြီပေါ့နော်အဲ့တော့တော်လိုင်းလုတ်ဒီမှာဆက်ပြီးတော့ပါဝင်လိမ့်မယ်လို့လည်းယုံကြည်တယ်သူစွန့်စွန့်စလားနဲ့လှုပ်ဆောင်ခဲ့တဲ့အဲမရှင်တွေအကြောင်းကိုလည်းကျွန်တော်ပြန်နှောင်းထောင်ခွင့်ရမှာပေါ့နော်အဲ့တော့အဲ့ဒါကအရင် ားရစရာကောင်းတယ်ဗောနော်အဲသူကလည်းဘလောက်တတ်တည်ရှိတယ်လို့ဆိုရင်230ငါနဲ့သူကြထားတာဒါသူသူ့အနေနဲ့စိတ်ပိုင်းဖြတ်ထားပြီးသားလည်းသူဖြစ်ပါတယ်ဒါကြောင့်လည်းအင်မတန်တတ်တည်ကောင်းတယ်ကျွန်တော်ရဲဘော်လိုပဲအဲတော်လိုင်းသမားရဲဘော်တယောက်လိုပဲကျွန်တော်ပြောရမှာပါဘာကြောင့်လဲဆိုရင်စက္ကမရဲ့လက်ထက်မှာတော့အသိမခံမှု တော်နိုင်သိမယ်ဆိုတဲ့စိတ်နဲ့ပဲအဲသူဒီကျွန်တော်တို့မိုင်းဆွဲလိုက်တဲ့ခါမှာပြစ်လိုက်တဲ့ခါမှာပဲသူကားပေါ်ကနေရောက်အောင်လက်ထိတ်ကိုလည်းဖြုတ်နိုင်တယ်ဒါသူနဲ့တကယ်တမ်းကနှစ်ယောက်လက်ထိတ်တွဲထားတာအဲ့တော့သူတလန်းလုံးရောက်အောင်ဖြုတ်လာခဲ့တာတကယ်ကျွန်တော်တို့မိုင်းဆွဲပြီဆိုတဲ့အချိန်ကမှသူလက်ထိတ်ကလည်းပြုတ်သူရောက်အောင်ဒီကားတကောက်ကိုခါတဲ့တွန့်ဖွင့်ပြီးတော့ပေါင်းတော့ရှေ့ဒီမှာတဲ့လုံခြုံရေးပါတယ်နိုင်ငံရေးအကျဉ်းသူတော်နဲ့သူနဲ့ဆိုတော့၅ယောက်နောက်ထပ်အကျဉ်းသားတယောက်နဲ့၅ယောက်ပြီးရင်နောက်မှလည်းကျွန်တော်တို့လုံခြုံရေးဒီ စကားမာရီပါတယ်ဒါအူတောင်သူရောက်အောင်တွန့်ထုတ်ပြီးတော့သူထွက်နိုင်တဲ့အတွက်အဲသူ့ကိုလေကျွန်တော်တို့ကအင်မတန်ချီကျူးလေးသာအားကြမိပါတယ်လို့အဲ့တော့ကြားတဲ့အတိုင်းပဲသူလည်းပျော်ရွှင်နေတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဒီဥစ္စာလေးလည်းကျွန်တော်တို့ဝမ်းသာရပါတယ်အဲနောက်တစ်ခုကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပေါ့နော်အဲစစ်ကောင်စီဘက်ကပေါ့နော်ဒီရဲတွေဘက်ကနှစ်ကောင်တည်တယ်ဆိုပြီးတော့သိရတယ် ဲ၃កောင်တန်ရရတယ်ဆိုပြီးပြောတယ်၃កောင်မဟုတ်ဆိုရင်တေချာတယ်ဒီကောင်တွေတန်ရတေချာပေါက်တော့ရမှာပဲပြောတော့မိုင်းဆွဲတိုက်ခိုက်တယ်ပြစ်ခတ်တယ်ဆိုတော့ဗောနော်အဲ့လိုမျိုးတော့ဒါတေချာပေါက်ဒါတန်ရရတာတွေတည်ဆုံးတာတွေရှိလိမ့်မယ်ပြီးတော့အဲ့ဂျင်တန်းကိုဥဆောင်လာတဲ့ရဲအုပ်ကြော်ဝင်းအဲကြော်ဝင်းအဲ့ကြော်ဝင်းနဲ့အဖွဲလှုပ်ဖြုတ်ခံလိုက်ရပြီခုလှုပ်ဖြုတ်ခံပြီးတော့ချုပ်သားပြစ်သွားပြီဗောနော်ချုပ်သားတွေကိုဒါသူတို့မတရားဖမ်းဆီးညှဉ်းပန်းထားတဲ့သူတွေကိုနှိပ်စက်ဖို့အတွက်ပဲအများအား ဒါလှုပ်ဆောင်နေတဲ့ကောင်တွေအခုတော့သူတို့ကိုယ်တိုင်ချုပ်သားဖြစ်ပြီပေါ့နော်ဒီအဖွဲ့ကိုကျွန်တော်တို့ဥဆောင်လာတာဆိုလို့ရှိရင်ရှင်တော့ရဲအုပ်ကြော်ဝင်းလို့ကျွန်တော်တို့သိရပါတယ်ဗျသိရပါတယ်ကျော်ဝင်အဲ့အချိန်မှာကျွန်တော်တို့နောက်မှပါလာတဲ့ဥဆောင်တဲ့ကားကိုလည်းကျွန်တော်တို့ဒရဇက်ပြစ်ခတ်ပြီးကျွန်တော်တို့တိုက်ခတ်နိုင်ပါတယ်။သေချာပေါက်အသေးဆုံးတော့ရှိနိုင်ပါတယ်။အဲကျွန်တော်တို့လည်းဒီတရင်နေ စုံစမ်းရတဲ့လောက်ကတော့သူတို့တော်တော်လေးတည်ဆုံးမှုအနည်းဆုံးဟိုနှစ်ယောက်ထိရှိနိုင်ပါတယ်ခုနိုင်ငံရေးအကျဉ်းသူနဲ့အကျဉ်းသားတွေခေါ်ဆောင်လာတဲ့ရဲအုပ်ကျော်ဝင်းနဲ့အဖွဲ့တွေကိုအခုအဲဒီခါတဲ့လှုပ်ဖြုတ်ပြီးတော့အချုပ်ထဲမှာထည့်ထားတယ်လို့လဲဆရာထက်မြေကြီးသိရပါတယ်ဗျာ ကျုပ်သားဖြစ်ပြီးတွယ်မှာပဲဒီကောင်လည်းတွယ်ခံရမှာပဲမချောက်သုံးကြောက်ဘောင်းညောင်းဒါမျိုးပုံစံမျိုးတွေလာမှာတော့လာမှာပဲငါလည်းဆိုတော့သူတို့အခုလိုမျိုးဒါဆောက်ရှောက်နဲ့သွားပါတယ်ဆိုတော့ဂျားတဲ့ကမှတပ်ဖွဲ့ဝင်တွေကအခုလိုမျိုးစွန့်စွန့်စားစားကြီးကဲထုတ်နိုင်ခဲ့တာဖြစ်တဲ့အတွက်ဒီကောင်လေးပြင်းခံရမှာတေးကြတဲ့အဲတန်ရလည်းရတယ်တေးလည်းတေးတယ်အချုပ်လည်းကြတယ်ယာလူလည်းပြုတ်တယ်အတွေ့လည်းခံရအောင်မှာအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ မရှင်ကပေါ့နော်တကယ့်ကိုဒါအကျိုးမြတ်တွေအများကြီးရလိုက်တဲ့မရှင်တစ်ခုဖြစ်တယ်။အာစစ်စင်ဒါအောင်မြင်မှုတစ်ခုဖြစ်တယ်ဆိုတာဟာလည်းပြောကျင်တယ်ပေါ့နော်။အဲ့တော့စစ်ကောင်စီဘက်ကဒီဟာနဲ့ပတ်သက်လို့တို့ဒီနေရာတွေကိုလာရောက်ပြီးတော့ဒါဒါစုံစမ်းတာတွေဘာတွေလုပ်တယ်ပေါ့။စုံစမ်းအနေနဲ့မင်းတို့အမှလွတ်သွားပြီတပ်ဖွဲ့ဝင်။ပြီးရင်မင်းတို့ဘက်ကလည်းတေးစရာရှိတာတေးသွားပြီပေါ့နော်။ဒါရရစရာရှိတာရသွားပြီ။အဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့ဒီတို့ဘက်ကနေပြီးတော့ဘာတွေချိန်ဝါသွားလဲဆိုတော့ ဒီလွတ်မြောက်သွားတဲ့ဒါရဲဘော်ဘူပေါ့နော်ရအောင်ပြန်ဖမ်းပြမယ်တို့အရအောင်ပြန်ဖမ်းခိုင်းတယ်တို့အဲဒီဟာနဲ့ပတ်သက်လို့ပေါ့နော်အဲသူတို့တွေဒါလှုပ်ထုတ်လှုပ်နေပုံစံတိုင်းပဲပေါ့ထုံးစံအတိုင်းပဲသူတို့ကချိန်ွားတာတွေဒါဒါဒီဘက်ကိုအနေပေးမယ်ဆိုတဲ့ပုံစံမျိုးတွေပြောတာတွေကတော့တောက်လျှောက်လုပ်ခဲ့တယ်ဆိုပြီးတော့ချိန်ချောက်တာတွေလုပ်တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဓိကတော့ရအောင်ပြန်ဖမ်းမယ်ဆိုပြီးတော့ဒါသူကထုတ်ပြန်ထားတယ်ပေါ့နော်အဲအဲ့ဘက်မှာဒါသူတို့အနေနဲ့တော်တော်လေးအထိနာသွားစေတဲ့ပုံစံမျိုးတွေဖြစ်တယ်အဓိကဒါချုပ်ချတာမျိုးတွေယာရုဖြုတ်ပြတာမျိုးတွေပြီးအဆင်သင့်သောဟာတွေလာအောင်ပါ ဒါဒီဥစ္စာကြီးကဒီသတင်းမီဒီယာတွေစီမှာပါပြန့်နှံ့သွားတာဖြစ်တဲ့အတွက်ပေါ့နော်ဒါကြီးကိုဖုံးဖိလို့မရတော့မရတော့တာဖြစ်တဲ့အတွက်အဆင်သင့်သောဟာတွေလာမှာမြို့နယ်မှုခရိုင်မှုလာတာအာအကုန်လုံးနားကားမဲ့ဖြစ်စင်ကြီးပေါ့နော်အဲ့တော့ဒါကတကယ်အားရစရာကောင်းတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့အာစိတ်မကောင်းစရာတော့ရှိရပါဘောနော်ခုနပြန်ပါသွားတဲ့၄ရောက်တော့တော့ဒါစိတ်မကောင်းအမှန်ဆိုသူတို့လည်းလွတ်မြောက်ရအောင်ပါဘောနော်အဲ့တော့ဒီလွတ်မြောက်လာတဲ့ရဲဘော်တွေ့တော့တကယ်ဝမ်းသာရတယ်ပြီးတော့ကျွန်တော်မြင်ရတာတပ်ဖွဲ့ဝင်ချင်းချင်းကြားတဲ့ကရဲဘော်ရဲဘက်စိတ်တွေကိုမြင်ရတယ် ဒီရဲဘော်ရဲဘက်တယောက်အခုလိုမျိုးအတွင်းထဲမှာဖမ်းဆီးခံရတဲ့အချိန်မှာပေါ့နော်အကုန်လုံးကတော့တွေးကြပါပဲဟာသူ့အတွက်ငါတို့အလုပ်ပို့စူးစမ်းမယ်ဆိုတဲ့ဟာမျိုးဒါကတော့အကုန်လုံးတွေးကြတာပဲဒီလိုမျိုးဖမ်းဆီးခံလိုက်ရတဲ့ရဲဘော်တွေအတွက်ငါတို့ပို့စူးစမ်းမယ်ကြာဆုံးသွားတဲ့ရဲဘော်တွေအတွက်ငါတို့ပို့စူးစမ်းမယ်ဆိုတဲ့ဟာကတော့တပ်ဖွဲ့ဝင်နိုင်ရစိတ်ထဲမှာရှိတယ်ဒါပေမဲ့အခုလိုမျိုးပေါ့နော် အခွင့်အရေးရရင်ငါတို့ပြန်ကယ်ထုတ်မယ်ဆိုတဲ့ဟာမျိုးဒါကြီးကတကယ်မိုက်တယ်ဗျာအလုံးဝငါတို့ဒီတပ်ဖွဲ့ဝင်အပေါ်မှာငါတို့တကယ်အခုချိန်ထိမျှော်လင့်ထားတယ် တချိန်ချိန်မှာငါတို့အခွင့်အရေးရရင်ရအောင်ပြန်ခေထုတ်နိုင်ရမယ်ဆိုတော့ဆုံးဖြတ်ချက်ကြီးချထားတာတကယ်မိုက်တယ်တကယ်လည်းအဲ့လိုမျိုးပုံစံမျိုးကိုအကောင့်ထဲဖွင့်နိုင်တာဖြစ်တဲ့အတွက်ဒီဘက်ကတော်လိုင်းတက်ဖွဲ့ဝင်တွေကြားထဲမှာအချင်းချင်းကြားထဲမှာပေါ့နော်ရဲဘော်ရဲဘက်စိတ်ဘယ်လောက်ရှိသလဲမေတ္တာတရားတွေတန်ရုံးစင်တရားတွေဘယ်လောက်ရှိသလဲဆိုတဲ့ဟာကြီးကကြောက်စရာကောင်းတယ်ဆိုတော့ချက်သိမ်းထားကြရင်တကယ်မိုက်တယ်စစ်ကောင်စီဘက်မှာအဲ့လိုမရှိဘူးစစ်ကောင်စီဘက်ကကောင်တွေကသိရမလားတေဝါတောင်မှပဲအလောင်းအောင်ထားခဲ့ဒီတေဝါတဲ့ခန္ဓာကိုထားခဲ့မယ်ဒီခါကျရင်တချို့ဆိုရင်ဒဏ်ရာပြင်းထန်တယ်ဆိုရင်တော့မှပဲမကယ်ချင်တော့တာရှိတယ် အဲ့ခါကျရင်သူကတနက်ပဲယူသွားတာလူကိုဒီတိုင်းပြစ်စလက်ကထားခဲ့တာပေါ့နော်ကျွန်တော်ဒီဘက်ကတက်ဖွဲ့ဝင်နေဘက်မှာအဲ့လိုမဟုတ်ဘူးလူကအဓိကပဲအဲလက်နက်ဆိုတာဘလို့ပဲဖြစ်ဖြစ်ငါတို့ပြန်ရှာမယ်ဆိုတဲ့ပုံစံမျိုးလူကအဓိကပဲပြန်ရှာလို့မရဘူးငါတို့ရဲဘော်ရဲဘက်တွေကဒီလိုမျိုးပုံစံမျိုးနဲ့ဖွဲ့စည်းထားတာမဟုတ်ဘူးငါတို့ကတစ္ဆာတရားတွေမြစ်တာတရားတွေနဲ့ဖွဲ့စည်းထားတာဆိုတဲ့စိတ်မျိုးပေါ့နော်အဲ့အကြောင်းမလို့ဒီလိုမျိုးရအောင်ပြန်ကင်နိုင်ခဲ့တာကအားရစရာကောင်းတယ်ကျွန်တော်ကဒီနေ့သတင်းမှာဒီဖြစ်စဉ်ကိုတော့အားရဆုံးပဲပေါ့နော်နောက်ထပ်တစ်ခုကဒါကျွန်တော်တွေ့လိုက်တာလေးရှိတယ် အဲ့ဒါလေချစ်စရာကောင်းတဲ့အပြုမူလေးပေါ့နော်ဒါမကြာခဏတော့ဒီလိုမျိုးအပြုမူလေးတွေကကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်နေကြတဲ့မှာအဲဒီ online ပုံမှာဖြစ်ဖြစ်ပေါ့နော်ပြက်နက်လာတာရှိတယ်အဲအဓိကအဲ့ဒါကဒါပြည်သူကိုကဲပေးနေတဲ့ဗီဒီယိုလေးကဲပေးနေတာဘယ်လိုကဲပေးရလဲဆိုတော့ဒီရင်းမပင်ခရိုင်ထဲမှာပေါ့နော်ဒါစက်ကောင်စီကစစ်ကြောင်းထိုးလာလို့ဒါပြည်သူတွေတိမ်းရှောင်ထွက်ပြေးကြတဲ့ခါကျတော့ဒါမိသားစုနဲ့ကွဲပြီးတော့ကြံခဲ့တဲ့အမေကိုတယောက်ရှိတယ် လမ်းမေးလေးမှာလဲနေတာပေါ့နော်။ဘာကြောင့်လဲနေလဲဆိုတော့အစာအစာချွတ်တယ်ပြီးတော့လမ်းမေးနေရာလေးမှာလဲနေတာတဲ့။အဲ့ဒါကိုရင်းမာမင်ခင်ရဲ့အမတ်ဆက်ကွန်တင်ရင်းကတပ်ဖွဲ့ဝင်တွေကဒါပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကပေါ့နော်။ဒီအမေကိုတွေ့ပြီးတော့ကေတင်နိုင်ခဲ့တာဖြစ်တယ်။အဲ့ဗီဒီယိုဖိုင်လေးတင်လာတဲ့အချိန်မှာအလုံးကသဘောကျကြတယ်ပေါ့နော်။အဲ့လိုမျိုးပုံစံမျိုးတွေကတော့ကျွန်တော်တို့ဒါတက်ဖက်ဝင်နေကြားထဲမှာအများကြီးရှိတယ်။အများကြီးရှိပြည်သူ့အတွက်လုံးဝဒါတဝယ်ဘက်ကဖြစ်စဉ်တစ်ခုဆိုလဲဒါတိလိုက်လိမ့်မယ်ထင်တယ်။အဲကိုဖိုင်ပြောခဲ့တဲ့ဟာပေါ့နော်။ တိုက်ပွဲဖြစ်နေတာတိုက်ပွဲဖြစ်နေတာဖြစ်နေတဲ့တော့တွေ့မှာပေါ့နော်အဲတိုက်ပွဲဖြစ်နေတာကတပိုင်းအဲတိုက်ပွဲနေမြေထဲမှာရောက်နေတဲ့ပြည်သူကိုကယ်ရတာကတပိုင်းအဲလိုမျိုးပေါ့နော်ပြည်သူကတော့မှအပြစ်တင်လိုက်သေးရပေါ့နော်အာဒီတော့လုံမဲ့ကြုံကင်မဲ့ဆိုလဲကြုံပြီးတော့မပြောဘူးပေါ့နော်ပြောလို့မှမရတာပေါ့နော်အဓိကတော့တိုက်ပွဲလုံမဲ့ဟေးဆိုတဲ့ခါကျရင်သတင်းပေါက်ကြားလို့မရတာဖြစ်တဲ့အတွက်လှုပ်ဆောင်ရတယ်ဒါမဲ့လည်းတိုက်ပွဲဖြစ်ပြီဆိုတဲ့အချိန်မှာအသက်အန္တရာယ်ကင်းဖို့အတွက်လည်းဦးစားပေးပြီးတော့ကယ်ကြတယ်အဲဒီလိုမျိုးဖြစ်စင်တွေကတောက်လျှောက်တောက်လျှောက်ရှိတယ် တပ်ဖွဲ့ဝင်တွေကြားထဲမှာအဲ့လိုမျိုးဖြစ်စဉ်တွေအများအားရှိတယ်ပေါ့နော်အဲ့ကြတော့အခုလည်းအဲ့ထဲကဒါတခုလိုပဲပြောရမှာပေါ့နော်အဲ့တော့အဲ့အမေကိုဒါဖိဖိမမလေးနဲ့ဗျာတွဲကူပြီးတော့ပေါ့နော်လုံးဝအကုန်လုံးကဝိုင်းပြီးတော့စောင့်ရှောက်နေတဲ့ပုံစံလေးကတကယ်လုံးဝတကယ်ကျွန်တော်တို့ရဲဘော်ရဲဘက်တွေကိုမြင်ရကျွန်တော်တို့ရဲ့ဒါစစ်သားတွေပေါ့နော်ပြည်သူတွေတကယ်အလုံးလုံးနေတဲ့စစ်သားတွေကိုမြင်ရတာအားရစရာကောင်းတယ်ရေလေးတိုက်တယ်မုံလေးကျွေးတယ်အဲ့မုံကျွေးတဲ့အချိန်မှာတောင်မှပေါ့နော်ဒါလုံးဝအရန်စာလောင်နေတာဖြစ်တဲ့အတွက်ဗျာအရန်ဒီတိုင်းမဲ့စားကွာဆိုပြီးတော့ကျွေးလိုက်တဲ့ခါကျရင်အဲ့လို ဒုက္ခရောက်မှာဆိုလို့ပေါ့နော်ဒါအဲအကြောင်မဖြည်းဖြည်းစားဖြည်းဖြည်းစားရေတောင်းမလားရေတိုက်မလားဖြည်းဖြည်းတိုက်ဖြည်းဖြည်းတိုက်အဲ့လိုပုံစံမျိုးလေးနဲ့ဆက်လုံးဝဗျာအသေးစိတ်ပေါ့နော်အသေးစိတ်စနစ်တကျလေးနဲ့ဒါကိုချင်းစာတွေးပေးပြီးတော့လှုပ်ဆောင်ပေးနေတာမြင်ရတော့တကယ်ဝမ်းသာရတယ်ပေါ့နော်အဲ့တော့ဒါအမေကိုဖတ်ပြီးတော့ဒါခုနလိုထိန်းပေးထားတဲ့ရဲဘော်ဆိုလဲတောက်လျှောက်ထိန်းထားပေးတာကင်ထားပေးတာအဲ့လိုလေအဲဒါအမေအာအာ ဟိုတာသမီတွေမရှိဘူးလားဘာလားညာလားအဲအဲ့လိုပုံစံမျိုးလေးမေးနေတာလေးတွေသူပြောတာလေးတွေဒါဂရုတစိုက်နားထောင်နေတာလေးတွေပေါ့နော်အဖွဲ့ဝင်တွေကပြီးနောက်မှာဝိုင်းပြီးတော့ကြီးစုစောင့်ရှောက်ပေးနေတဲ့ဟာလေးတွေကတကယ်ကိုဒါမမေ့နိုင်တဲ့ပုံရိပ်လေးတွေဖြစ်စေခဲ့တယ်ပေါ့နော်အဲ့ဒါကလည်းတကယ်လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဘက်ကတလိုင်းတက်ဖွဲ့တွေဟာပြည်သူ့အတွက်အလုပ်လုပ်နေကြတာဖြစ်တယ်။အဲ့တော့ပြည်သူတယောက်ဒီလိုမျိုးဖြစ်နေပြီဆိုတဲ့အချိန်မှာသူတို့အမြဲတမ်းရှိပေးတယ်။လုံးဝကြော့သွားလို့မရတဲ့အရာပဲအဲ့ဒါ တိုက်ပွဲဖြစ်နေတာပဲဖြစ်ဖြစ်ပေါ့နော်အသေးရှင်ရေးဖြစ်နေတာပဲဖြစ်ဖြစ်ပြည်သူတယောက်အခုလိုမျိုးဖြစ်နေတာကိုမြင်ရတာနဲ့လုံးဝကြော်ဝါလို့မရအောင်အဲ့ဒါကိုလည်းတပ်ဖွဲ့တွေကကောင်းကောင်းနားလေတယ်ငါတို့စစ်စင်ရေးထပ်ပို့ပြီးတော့ရေးကြီးတယ်ဆိုတဲ့ပုံစံမျိုးတော့သူတို့ကတတ်မှတ်ထားသလားမသိဘူးအဲ့ဒါကြောင့်မလို့လေဒီလိုမျိုးရအောင်ကဲတင်တယ်နောက်ဆုံးဒါနေရာရွှေ့ပြောင်းမှုအတွက်သူတို့လုပ်တယ်အဲဘယ်လိုမျိုးတည်ကြမလဲတည်တဲ့အခါမှာဒါမပင်မန်းအောင်ဒါခုနလိုပေါ့နော်အနာတရားမဖြစ်အောင်ဘယ်လိုပုံစံလေးနဲ့တည်ကြမလဲဆိုပြီးတော့ပြောဆိုနေတဲ့ဟာတွေကတကယ်စိတ်ချမ်းသာစရာကောင်းတယ်ပေါ့နော်ဘာဖြစ်ဖြစ်အဲ့မှာဘာထပ်တွေ့ရလဲဆိုတော့စစ်ကောင်စီရဲ့ လောက်ရက်တွေကြောင့်မလို့ပြည်သူတွေဘယ်လောက်ထိဒုက္ခရောက်နေသလဲဆိုတဲ့ဟာကိုလည်းပြန်ပြီးတော့တွေးမိစေကောင်စီကအခုလိုမျိုးပုံစံမျိုးဂယုဆိုင်မှာမဟုတ်ဘူးစေကောင်စီကရွာထဲကိုဝင်လာပြီဆိုတာနဲ့ဒါလက်နက်တွေရန်တမ်းပြီးတော့ပြစ်ခတ်တာမျိုးတွေလုပ်တယ်အာတကယ်လဲပေါ့နော်ပြည်သူတွေကိုဒါသူတို့ရဲ့ရန်သူတပွဲသဘောထားပြီးတော့လိုက်လံပြစ်ခတ်တာတွေလုပ်တယ်ခြံနဲ့အိမ်ထဲမှာရှိတဲ့ပစ္စည်းပစ္စည်းတွေတံမိုးကြီးတွေအကုန်ယူထုတ်တယ်ကားရင်းနဲ့ကားကြီးငယ်နဲ့တဲတယ်။ဒါဟိုနေ့ကကိုစောင့်ပြောတာဆိုရင်ပေါ့နော်။ကားရဲ့အောက်ကဒီစီတိုင်းကြီးမာတော်မှာပဲဒီဆိုင်ကယ်တွေကိုကတ်ပြီးတော့တုတ်ပြီးတော့ခြီရာမျိုးတွေ ကားနောက်မီတွေကားဘေးဒါဒီဘေးညာတွေပါဘေးပညာတွေပါဗောနော်အဲ့လိုနေရာမျိုးတွေမှာအစဒါလုံးဝကျိုးတွေနဲ့ကတ်တုပ်ပြီးတော့ပြည်သူပိုင်ပစ္စည်းတွေဆဘေးနေဆိုင်ကယ်တွေကိုတဲဝါလာတွေရှိတယ်ဆိုပြီးတော့ဒါပြောထားပြီးသားဗောနော်အဲ့တော့စစ်ကောင်စီကအဲ့လိုပုံစံမျိုးနဲ့ပဲယူရဲကိုဝင်ပြီးတော့ဒါပစ္စည်းတွေဝင်လူတွေဝင်ယူတယ်ဒီပြူဆိုတဲ့ကောင်တွေလည်းပို့ဆိုးတယ်ဗောနော်အဲ့ကောင်တွေစစ်ကောင်စီတက်တော့ပို့ဆိုးသေးတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့လုံးကြတယ်ပြည်သူတွေဆိုရင်ခုနလိုတက်ဖြတ်ဖို့အတွက်ဝင်မလေးဘူး အဲနှင်ထုတ်ဖို့အတွက်လည်းဝင်မလေးဘူးဘလောက်ပဲဒုက္ခရောက်ပါစေသူတို့ကယူမဆိုင်ဘူးပေါ့နော်အဲဒါကြောင့်မလို့စစ်ကောင်စီကြောင့်မလို့ပြည်သူတွေကဒုက္ခရောက်နေရတာကိုပို့ပြီးတော့တွေ့ရပို့ပြီးတော့မြင်သာရှိတယ်ဒီဖြစ်စဉ်ဆိုလည်းအဲ့လိုပဲစစ်ကောင်စီစစ်ကြောင်းဝင်လာလို့ထွက်ပြေးကြရတယ်အဲ့လိုထွက်ပြေးရင်းနဲ့သူသူကိုကိုပေါ့နော်အာကြောက်လန့်ကြားနဲ့ပြေးကြတာဖြစ်တဲ့အတွက်ဒီအမေကမိသားစုနဲ့ကွဲပြီးတော့ကြံခဲ့တာပေါ့နော်စစ်ကောင်စီလှုပ်တဲ့လှုပ်ရဲကြောင့်မလို့အခုလိုဒုက္ခရောက်တာအဲ့ဒါကိုပဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြန်ပြီးတော့ကဲတင်ဆောက်ရှောက်ပေးခဲ့တာဖြစ်တယ်အဲ့တော့ဒီစစ်တပ်နှစ်ခုပေါ့ပြောရမယ်ဆိုရင် ဒါတနက်ကင်ထားတဲ့အဖွဲ့နှစ်ခုရဲ့ကြားထဲကကွာခြားချက်ပေါ့နော်စစ်ကောင်စီစစ်သားတွေဆိုတာကပြည်သူကိုဒုက္ခပေးဖို့အတွက်ဖွဲ့ထားတာခုချိန်မှာဒေါ်လာရင်းတက်ဖွဲ့တွေဆိုတာကပြည်သူကိုကယ်တင်ဖို့အတွက်ဖွဲ့ထားတာအဲ့တော့ဘယ်အဖွဲ့အစည်းကနိုင်ငံအတွက်ပို့ပြီးလိုအပ်တယ်လဲဆိုတဲ့ဟာကဒီဖြစ်စဉ်ကိုကြည့်ရင်ပို့ပြီးတော့ထင်ရှားစေတယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါလေးကအရစရာကောင်းလို့ခုလိုမျိုးတင်ပြပေးတာဖြစ်တယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒီဒီနေ့မှာဒါကြားသိရတဲ့ဒီမန်လေးပီတီအကိစ္စပေါ့နော်အဲဥစ္စာကလည်းကျွန်တော်တို့ဘလို့ဖြစ်တယ်လဲဘလို့ဟိုဟာဖြစ်တယ်လဲဆိုတာကတော့ဒါ ဒီတပ်ဖွဲ့တွေကနေပြီးတော့တာဝန်ရှိသူတွေကတော့ဒါအစဉ်အဆက်ထုတ်ပြန်လာလိမ့်မယ်လို့ယူဆတယ်ဒါထိမ့်သိမ့်လိုက်တာရှိတယ်ပေါ့နော်အဲ့ဒါကတော့ဒါမန်လေး PDF ကဒါစီဌာနကြီးမှုကိုမုံတိုင်းနဲ့ဗနာရှာဖွေဌာနကြီးမှုကိုနိုင်ကြီးတို့ကိုဒါတံပိုးကြီးတဲ့တပ်ပိုင်ပစ္စည်းအချို့စီကံဖောက်ဖျက်ပြီးတော့ပေါ့နော်ထုတ်ယူပြီးတော့ပြန်အပ်လို့ဆိုတဲ့ပုံစံမျိုးနဲ့ထုတ်ပြန်လာတဲ့ဟာလေးလည်းရှိတယ်ပေါ့နော်ဒါမန်လေး PDF ဘက်ကလည်းထုတ်ပြန်လာရှိတယ်အဲ့တော့မြေပြင်မှာလည်းအခြေအနေတွေကမျိုးမျိုးဖြစ်နေတယ်ဘာကြောင့်မလို့ထိမ့်သိမ့်ခံရသလဲဘလို့ပုံစံထိမ့်သိမ့်ခံရသလဲအသေးစိတ်ကိုတော့ကျွန်တော်တို့ဒါသိရှိနိုင်ခြင်းမရှိသေးဘူးပေါ့နော် အဲ့တော့ဒီလိုမျိုးအချိန်မှာဒါမျိုးကိစ္စတွေဖြစ်တာဖြစ်တဲ့အတွက်တော့နည်းနည်းတော့စိတ်မကောင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အခုအချိန်တွေက iPad ဒေတာတွေမှာစစ်ရေးရအရန်ရေးကြီးနေတဲ့အချိန်ပြီးတော့စစ်ကောင်စီကနီလန်းမျိုးစုံနဲ့မျိုးတွေကိုပြန်ယူဖို့အတွက်ကြိုးစားနေတာဖြစ်တဲ့အတွက်ပေါ့နော်။ဒါဒေါ်လာရင်းတပ်ဖွဲ့တွေကဒေါ်လာပြည်သူတွေကစိုးရိမ်ပူပန်နေကြတဲ့အချိန်အဲ့လိုအချိန်တွေမျိုးမှာ iPad ဒေတာမှာရှိတဲ့ဒီလိုမျိုးတပ်ဖွဲ့ကြီးတစ်ခုကဒါမျိုးကိစ္စပေါ်ပေါက်လာတယ်ဆိုတော့ကြတော့အနည်းငယ်များတော့စိတ်ကြကြလိမ့်မယ်ထင်တယ်။ဒါပေမဲ့လည်းဒါကိုဒါတာဝန်ရှိတဲ့သူတွေကအကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက်ပဲ ဒါကျွန်တော်တို့ကတော့တောင်းဆိုခြင်းနဲ့အဲအဓိကတော့ဒီလိုမျိုးဖြစ်တဲ့ဟာကိုစစ်ကောင်စီကတော့ဝမ်းသာနေမှာပဲပေါ့နော်အဲသူတို့အတွက်ထိုးခွဲเสียနောက်ထပ်အကြောင်းရင်းတစ်ခုရသွားလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှန်မှန်ကန်ကန်နဲ့တကယ်ဖြစ်စဉ်အမှန်တွေပေါ်ပေါက်ဖို့အတွက်ကတော့ကျွန်တော်တို့လည်းတောင်းဆိုတယ်ပေါ့နော်အဓိကအဲ့လိုမျိုးဖြစ်ရှင်းနိုင်ပါစေလို့လည်းကျွန်တော်တို့ဆုတောင်းတယ်တောင်းဆိုတယ်အဲအခြားတပ်ဖွဲ့အနေနဲ့ကလည်းဒီဟာနဲ့ပတ်သက်လို့ပေါ့နော်ကြီးစုနေကြမှာဖြစ်တယ်ပြီးတော့ဒါအခြားတပ်ဖွဲ့တွေအနေနဲ့ရောဒါတော်လန်ပြည်သူတွေအနေနဲ့ရောပြီးရင်စစ်ကောင်စီဘက်ကကောင်တွေကရောဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကဆိုရင်ဒါဘယ်လိုထိုးခွဲရမလဲဆိုတဲ့ဟာမျိုး ਨੇ စောင့်ကြည့်နေပါပြင်ပြည်သူတွေရောတလိုင်းတပ်ဖွဲ့တွေကရောဒါဘယ်လိုမျိုးဆက်ဖြစ်မလဲဆိုတဲ့ဟာကိုစိတ်ဝင်စားရှိနေကြလိမ့်မယ်ပေါ့เนาะအဲ့တော့ဒါဟာလည်းအချိန်မီအကောင်းဆုံးဖြစ်ရှင်းနိုင်မဲ့ကိစ္စတစ်ခုဖြစ်ပါစေလို့ဒီနေ့ကနေဆန္ဒပြုချင်တယ်ပေါ့เนาะအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တဲ့ရင်နေအဲ့လိုမျိုးထူကြဖြစ်စဉ်နေအများကြီးရှိတယ်အဲပြီးရင်ဒါတော်လိုင်းဘက်ချမ်းမှာဒါတော်လိုင်းအောင်မြင်ဖို့အတွက်အားလုံးခွန်ဆိုင်နဲ့လုပ်နေကြတဲ့အဖွဲ့တွေလည်းအများကြီးရှိကြတယ်အဲ့တော့ကျွန်တော်တို့တတ်နိုင်သမျှပေါ့နော်ဒီတော်လိုင်းအောင်မြင်ဖို့အတွက်ကိုတပ်ဖွဲ့တွေကိုဘယ်လိုဝိုင်းဝန်းကူညီကြမလဲဆိုတဲ့အပိုင်းနေ ပါဝင်ကြဖို့လိုတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်